အားလုံးပဲမင်္ဂလာပါတရင်ကျွအခါတမရမှာစေချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဥစွာပါထမနှခွဆက်သာကာဝရပြုလိုက်ပါတယ်ခုလိုအချိန်ခါတမရမှာအခါကြီးရကြီးမှာကျွန်တော်စေနိုင်ငံရေးတရင်တွေကိုကျွန်တော်ကစူးစမ်းပြီးမပြောချင်ပါဘူးဒါပေမဲ့လည်းပြည်သူလူထုအကျိုးရှိစေမယ့်အတွက်ကြောင့်မလို့ကျွန်တော်ပြောပါမယ်ကြောင်မဲမျိုးကိုကတက်မတော်ကအပြစ်ဝထင်းချုပ်ပြီးတော့အစိုးရရန်နေရတယ်လက်ပတ်အောင်ကြိုးစားနေတယ်။စာနေအခါနဲ့ပြန်လည်ပြင်ဆင်ဖို့ကုန်ပစ္စည်းတွေလည်း တောက်လျှောက်ဝင်ရောက်နေတယ်ဆေးပိတ်ရှောင်သွားတဲ့ပြည်သူတွေလည်းတောက်လျှောက်ပြန်လည်ဝင်ရောက်လာနေတာဖြစ်ပါတယ်တမတော်ကမကြခင်မှာတီဘောမျိုးကိုထိုးစစ်စင်ပြီးတိမ့်ပိုက်သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကြောင်မဲကနေပြီးတော့တီဘောတစ်ချောက်ရှိရွာတွေကဒါဆေးရည်အသည့်ပေါ်လုံကျွင်းအသည့်နဲ့ပေါ်ဆေးပိတ်ရှောင်ဖို့လိုအပ်ပါတယ်ဆေးပိတ်ရှောင်ဖို့ဆိုတာကတော့ကြောင်မဲမျိုးတွေပဲရှောင်ရှောင်ပေါ့နော်တမတော်အုတ်ချုပ်ထားတဲ့နေမြေတွေပဲရှောင်ရှောင်ပေါ့ဒီလာရှိုးမျိုးဘက်ကိုပဲရှောင်ရှောင်ဆေးပေးရှောင်ဖို့ကြိုတင်ပြီးတော့ကျွန်တော်အတိပေးလို့ပါတယ်။ဘာကြောင့်လဲဆိုတော့ စစ်ဆိုတာကဟိုစစ်စစ်စစ်မောင်းနေဆင်ပြီးတော့မှဘယ်ရှင်ဖြစ်မယ်ဆိုတာပြောရတာမျိုးမဟုတ်ဘူးလေဒါကြောင့်မို့လို့အခုလိုအခါကြီးရဲ့ကြီးကာလမှာတော့ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြတဲ့အလျောက်တက်မတော်ကရောဒီတပုံးကရောဒီဒိန်းတွင်းကျော်လာပြည်နေပတ်ချလဲမှာတော့ထိုးစစ်စင်တာတိုက်ခိုက်တာမျိုးတော့မလုံလောက်ဘူးလို့ကျွန်တော်ထင်ပါတယ်ဒါကြောင့်မို့လို့အခုလိုမျိုးအချိန်ရနေတော့မှာပဲဟိုလွတ်လပ်တဲ့နေရာတွေမှာသွားပြီးတော့စစ်ဘေးရှောင်ဖို့ရယ်ကိုစားဖို့တောက်ဖို့နေဖို့ထိုင်ဖို့နေရာတွေစီစဉ်ထားဖို့ရယ်ကိုကျွန်တော်အတိအပြည့်ပြောကြားလိုပါတယ် ဘာကြောင့်လဲဆိုတော့เนาะကြောင်မဲမျိုးဟာ DNA တွေတပုံဟာအမာခံစစ်စင်ထားတဲ့နေရာပါသူကြာသွားပြီဖြစ်တော့ကြောင်မလို့မလွဲမသွေသူ့လောက်ခန့်စားမကောင်းတဲ့တီဘောမျိုးကလည်းမုတ်ချတက်မတော်ရဲ့လောက်ထဲကိုရောက်ကိုရောက်มาပါတက်မတော်ကလည်းမုတ်ချကိုတေချာဘောက်ကိုသိမ့်ပိုင်มาဖြစ်ပါတယ်နောက်ပြီးတော့ဒီကြောင်မဲမျိုးကနေပြီးတော့အဲတီဘောမျိုးဂျားထဲမှာထိ ंछ ုပ်ထားတာက SSPP ရဲ့နေမြေဖြစ်ပါတယ်ဂျားထဲမှာလည်း14မိုင်15မိုင်ပဲရှိပါတယ်တော့ဒီတော့ ကြောင်မဲမြို့အထွတ်တော်တော်ကြီးရွာရဲ့အထီကိုတက်မတော်ကထိချုပ်ထားတယ်အဲကြီးရွာအဆက်ကနေစပြီးတော့ TNL နေမမဟုတ်သေးဘူး SSPP ရဲ့နေမီတွေသာဖြစ်ပါတယ်ဒါဆိုတော့ TNL ကဘယ်ထဲမှာလဲ TNL ကတီဘောမြို့အအတွင်းထဲလောက်မှသာ TNL ကိုရှိတာ TNL ကိုမြင်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီတီဘောမြို့ကိုတိမ့်ပိုက်ဖို့ကတိတ်ကိုမခက်ခဲတဲ့ကိစ္စဖြစ်ပါတယ်အဒီတော့ TNL ကဒါဆိုလို့ရှိရင်တီရောမြို့တွေကနေတက်မတော်ခုခံတိုက်ခိုက်ဖို့ ြုတ်လုံနေသလားဆိုလို့ရှင်တော့သူတို့ဂုံသိက္ခာအရတော့ပြန်လဲခုခံလားခုမခံလားတော့မသိဘူးဖြစ်နိုင်လို့ရှင်တော့ဒီတိုင်းပဲစွန့်လွတ်သွားတာတော့ဟိုတီဘောမျိုးကန်နေအတွက်ကော TNL အတွက်ကောအကောင်းဆုံးပဲဘာကြောင့်လဲဆိုရင်တော့စစ်ဦးကျိုးသွားပြီဖြစ်ပါတယ် TNL ကစစ်ဦးကျိုးသွားရဆိုတာနံပါတ်1အချက် TNL ကကရင်ရဲ့တပည့်ဖြစ်တဲ့အစောပိုင်းကနောက်တော့မှဝါကိုတပည့်ခံတယ်။နောက်ပိုင်းဝါကတရုတ်ရဲ့ PR မြန်မာနိုင်ငံရဲ့တပည့်အားကြောင့်သူကဒီပုံကိုယ်ဒီအပေါ်မှာလက်နက်တွေ အစရှိနေပြီလက်နက်လူသူခဲယမ်းတွေကိုမထောက်ပံ့တော့ဘူးဆိုပြီးတော့ဂတိကဝတ်တွေပြုထားတာရှိတယ်။အရင်တော့သူသူ့ထောက်ပံ့နေအများကြီးပေးခဲ့တယ်နော်။အဲအထဲထဲမှာသူဝင်ရောက်နေထိုင်ခွင့်တွေရောဖျက်ဆီးသွားလာခွင့်တွေရောအစည်းအဝေးလုပ်တာတွေရောအကုန်လုံးသူကဒိုင်းကိုင်းတာပေါ့ဗျာ။အဲ TNL ကထိုးတာပေါ့။ UWS ကတော့ဒိုင်းပေါ့။အဲဒိုင်းကတော့အခုချိန်မှာတော့ကဲဒါပြီးပြီဆိုပြီးတော့ပွဲကဖျက်လိုက်ပြီဆိုတော့အထိုးသားတွေကဘာလို့လော့မှမသိတော့ဖြစ်နေတာပေါ့။ TNL ကမဟာမိတ်ကလည်းမရှိလက်နက်ခဲယမ်းကလည်းမလုံလောက်ဆိုတော့တဖြည်းဖြည်းအကြအရှုံးများလာတာပေါ့။ အခုလိုမျိုးစင်ရင်တုံတရားရှိစွာနဲ့နောက်ဆုံးမယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့တက်သားတွေမတည်တော့ဘူးပေါ့နော်ပြီးတော့ကိုတဆွဲထားတဲ့တီဘောမျိုးကံတွေလည်းဒုက္ခမရောက်ဘူးပေါ့နော်အိမ်တလုံးဖြစ်ဖို့ဆိုတာလွယ်တာမဟုတ်ဘူး RPG တလုံးထိသွားလို့ရှိရင်အိမ်တလုံးဆိုတာပြူသွားတာပဲပေါ့နော်အဲဒီနေရာဒီမှာငါတို့ကပလောင်ကအနည်းစုဖြစ်တယ်ရှမ်းအများစုဖြစ်တယ်ရှမ်းမျိုးရှမ်းမျိုးရှမ်းရွာတွေပျက်စီးခြင်းပျက်စီးပါစေငါတို့ကတော့ရှားတလောက်တော့ခုခံတော့မှာပဲဆိုလို့ရှိရင်တော့ SSPP မှာတာဝန်ရှိတယ် ဒီ date နေပြည်တော်တွေကို SSPP ကဖြတ်တန်းခွင့်ပေးခဲ့တဲ့အတွက်ကြောင့်မို့လို့ရှမ်းနေတဲ့လူမျိုးမတူလူမျိုးမတူတဲ့စကားမတူတဲ့တခြားအဖွဲ့တွေကဒီလိုမျိုးရှမ်းအများစုနေတဲ့မြို့ရွာတွေကိုလာရောက်သိမ်းပိုက်တိုက်ခိုက်ထတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ SSPP ကလည်းဒီရှမ်းလူလူရဲ့ထောက်ခံမှုကြာဆင်းလာပြီးတော့မြောက်ဖက်ပေါ့နော် SSPP ဒီမြောက်ဖက်က SSC မြောက်ဖက် SSC ပေါ့နော်အဲ့တော့ဟိုဘူဂျိုဂျီ USA အပေါ်မှာပို့ပြီးတော့ရှမ်းလူလူရဲ့ထောက်ခံမှုက ပို့ပြီးတော့ရှိလာတာကိုတွေ့ရတယ်။ဒါကြောင့် SSPP အနေနဲ့ကလည်းတေချာပေါက်ဒီတက်မတော်ကိုဖျက်ဆီးခွင့်ပေးဖို့ပေးရမှာပဲ။ SSPP ကခံတိုက်နိုင်တဲ့အခြေအနေမှာလည်းမရှိဘူး။နောက်ပြီးတော့ရှမ်းလူလူရဲ့ထောက်ခံမှုကလည်းအဖက်ဖက်ကကြဆင်းနေတယ်။ဒီတော့ပလောင်အနေနဲ့ကဒီဘောမျိုးကနေမလွဲမသွေစုတ်ခွာသွားရမှာပဲ။ဒါကြောင့်ဤသူလူအနေနဲ့ကကိုယ့်ရဲ့အသက်အိုးအိမ်စီးစိမ်နဲ့ကိုယ့်ရဲ့စားနဲ့စားနဲ့ရိတ်ခါစားဝတ်နေရေးစားတဲ့ အရာတွေကိုအထိကိအဆုံးရှုံးမှုအ ਨੇ ပါဆုံးဖြစ်အောင်လွတ်ရာကျွရာကိုရှောင်တင်းပြီးတော့တက်မတော်ကအပြည့်ဝထိ ंछ ုပ်ပြီးမှသာလင်အဒီမျိုးတွေရွာတွေတဲကိုပြန်လဲပြီးတော့ဝင်ရောက်တင့်တယ်ဆိုတာကိုကျွန်တော်ကမြတ်တာစေတနာနဲ့ကျွန်တော်ကအတိပေးပြောကြားလိုပါတယ်တကယ်တမ်းကျရင်ကြောင်မဲနဲ့တီဘောဆိုတာတကယ်သွားမှဆိုရင်တဏှာကြီးလောက်ခီးနဲ့ရောက်တဲ့ခီးဖြစ်ပါတယ်ဒါကြောင့်ဘဲချင်းပကမှာဘုံနိုင်ကျဲပြီးတော့တက်မတော်ကပြပိုက်မလဲဆိုတာကိုလည်းကျွန်တော်တို့မသိနိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့တက်မတော်ကဒီလက်မအီတိုင်းကိုတော့ဟို ူတွေထင်သားသလိုပေါ့နော်လမ်းမကြီးတိုင်းချီတက်သွားမှာမဟုတ်ဘူးဘေးနားမှာရှိရရွာတွေတရွာပြီးတရွာပေါ့လုံခြုံရေးအရာတစ်ဆင့်ပြီးတစ်ဆင့်ကိုဝင်းဝန်းရံပြီးတော့မှဒါမျိုးတွေကဝင်มาဖြစ်ပါတယ်ဒါကြောင့်မို့လို့အနီးပတ်မှာရှိရရွာတွေကလည်းလုံခြုံရေးအသည့်ရှိတင်ပါတယ်ဒီလိုအကြံဘက်တောင်းကျင်းသူ DNA လေးတပုံတွေကိုလည်းကိုမျိုးကိုရမှာအခြေခံပြီးတော့လှုပ်ရှားနေတာမျိုးတွေအကင်းစခန်းဖွဲ့ထားတာမျိုးတွေကိုလည်းလုံးဝလက်မခံတင်ပါဘူးယမီယဖတ် အဲရှမ်းလူကြီးများအနေနဲ့ကလည်းတမ်းမြင့်ဆောင်ရွက်တင်ပါတယ်ရှမ်းလူကြီးမျိုးတို့တခြားသောတိုင်းသားများအနေနဲ့ကလည်းကိုမျိုးကိုရမပျက်စီးအောင်တတီယန်နယ်လေးအကျန်းဖတ်တောင်းကျင်းသူတပုံနေသူတို့နဲ့အပေါင်းပါတယ်ကိုမျိုးကိုရနားမှာလိုင်းပြီးတော့ဖြတ်တန်းသွားလာတာမျိုးတက်စခန်းချတာမျိုးဖုံးဝင်းကြောင်းတွေစာတင်ကြောင်းတွေဖျားတွေမှာစခန်းချတာမျိုးတွေမပြုတ်လုံးမိအောင်ဒါကြေးဝါကလူတွေကတောင်းဆိုဖို့လိုပါတယ်ဆန့်ကျင်ဖို့လိုပါတယ် ဖယ်ရှားပြစ်ဖို့လိုပါတယ် SSPB အနေနဲ့ကလည်းကိုရှမ်းလူမျိုးတွေရဲ့အသက်အဝင်စီစဉ်အောင်ကာကွယ်ဖို့ရတာဝန်ရှိပါတယ်လက်နက်ကင်ထားရဲဆိုတာကစီးပွားရေးလို့မဟုတ်ဘူးလေဒါကရှမ်းလူမျိုးတွေရဲ့လွမြောက်ရေးအတွက်ဆိုပြီးတော့ခေါင်းစဉ်တစ်ခုနဲ့ကင်ထားခဲ့တဲ့ရှမ်းဒီရှမ်းတက်တွေဟာရှမ်းလူလူရဲ့အကျိုးစီးပွားမှာကာကွယ်တဲ့အတွက်ကြောင့်မလို့ရှမ်းမျိုးပြားတွေဟာမြမတက်မတော်နဲ့ TNL ကိုကန့်တရုတ်တပုံအဲနောက်ပြီးတော့ KIA အစရှိတဲ့တောင်ညံသူတွေရဲ့လက်ထဲမှာ ရှမ်းလူမျိုးမဟုတ်တဲ့တခြားသောလူမျိုးဘောင်းဆောင်ရဲ့လက်ထဲမှာပျက်စီးခဲ့ရတယ်။အဲ့ဒီဟာအဲ့ဒီအတွက် SSPP မှာတောင်းဝန်မကင်းဘူး။ဒါကြောင့်ဒီမျိုးရွာတွေကိုချင်မာတက်မတော်ကတမျိုးပြီးတမျိုးကိုတင်ပိုင်နေပြီဖြစ်တယ်။မကြခင်မှာလည်းတီဘောမျိုးကိုဆက်လက်ပြီးချီတက်တင်ပိုက်တော့မှမုတ်ချအေကန်ဖြစ်တယ်။တကယ်လို့ဒါ TNL ရဆက်ပြီးခေါင်းမာနေအောင်မယ်ဆိုလို့ရှိရင်သူတို့ဟာမြမမြေပြင်ရမှာမဟုတ်ဘူးကဘာဘောကတော့ကဘာဘောကပါနေပျောက်ကွယ်သွားဖို့ရှိပါတယ်။ တကယ်နမ်ဆန်မျိုးသူတို့ကိုပိုင်အောင်ချုပ်ခွင့်ရထားတဲ့မျိုးဆိုတာလည်းအမတန်မှကျင်းမြောင်းသေးငယ်တဲ့မျိုးလေးတစ်မျိုးဖြစ်ပါတယ်ကိုပိုင်အောင်ချုပ်ခွင့်ဆိုတာက2008ဖွဲ့စည်းပုံချိကံဥပဒေအရတက်မတော်ကဘာမှမဆန့်ကျင်မတိုက်ခိုက်ပဲနဲ့မသိမ့်ပိုက်စရာမလိုပဲနဲ့ကိုပလောင်နေအတွက်ကိုအနာဂတ်အတွက်ကိုကိုပိုင်စီရင်ခွင့်ကိုပိုင်အောင်ချုပ်ခွင့်ပေးထားပြီးပြဖြစ်ပါတယ်လွတ်တော်တွေမှာလည်းပလောင်လူကြီးတွေကဝင်ရောက်ပြီးဆွေးနွေးညှင်းခုန်ပိုင်ခွင့်လည်းရှိပါတယ်ဒီကိုပိုင်အောင်ချုပ်ရေး ိုပိုင်အုပ်ချုပ်ခွင့်ဒေတာဦးစီးဌာနမှာလည်းပလောင်လူကြီးတွေသာလည်းဦးစီးပြီးအုပ်ချုပ်နေတာဖြစ်ပါတယ်အဲ့လိုမျိုးရရှိထားပြီးဖြစ်ရတဲ့အတိုင်းအခုလိုမျိုးတိုက်ခိုက်တဲ့အတွက်ကြောင့်မလို့ TNL အမာဂန်တက်ဆွဲထားတဲ့နန်ဆန်မျိုးဟာလည်းအဲတကယ်လို့ဒါအခုလိုမျိုးဆက်လက်ပြီးတော့ဒါခေါင်းမာနေမှဆိုရင်ပျက်စီးသွားဖို့ရှိပါတယ်တက်မတော်ကလည်းလေချောင်းအာမြေပြင်ဝေဟင်းစစ်စင်ကြီးတွေဆင်နွှဲလာမှဆိုလို့ရှိရင်ကိုပါအုပ်ချုပ်ခွင့်ဒေတာရဲ့မျိုးတော့တိတိလေးဖြစ်တဲ့နမ်ဆန်ဟာလည်းမကြာခင်မှာပျက်စီးသွားနိုင်ပါတယ်ဒါကြောင့်မလို့ ဒီတီဘောတစ်ချောင်းမှာရှိတဲ့အဲဟိုတီဘောနဲ့ကြောင်မဲကြမှာရှိတဲ့14မိုင်ပတ်ချလဲမှာရှိတဲ့ပြည်သူလူထုအများအနေနဲ့ကောနမ်ဆန်မှာရှိတဲ့မြို့မီမြို့ဖားများအနေနဲ့ရော TNLA ကိုဒါအကောင်းဆုံးသောနီလန်ရရှိအောင်အအကြံပေးတင်ပါတယ်တိုက်တွန်းတင်ပါတယ်နောက်ပြီးတော့ကိုမျိုးကိုရမှာတက်မဆွဲအောင်လဲစန့်ကျင်တင်ပါတယ် TNLA တို့အခုချိန်မှာအကောင်းဆုံးသောအဖြစ်ရလက်နက်ချခြင်းရလွယ်လို့တခြားမရှိပါဘူးအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာပါမျိုးတို့ကြီးကျွန်မမဘုဒ္ဓမဟာသေးပါရှင် တိမ်ဖုံးနေတဲ့လအကြောင်းပြောပါမယ်တိမ်ဖုံးနေလားလက်ပြူတခြင်းတော့မဟုတ်ပါဘူးမြမတမတော်ရဲ့အောင်မဲ့စရမှာကျမတို့မြမတမတော်ကြီးကအเจ้าမဲမျိုးကိုပြန်လဲတိမ်ပိုင်နိုင်ခဲ့ပြီလက်ရှိချိန်မှာဆိုရင်ကားစီးပေါင်း100ကျော်နဲ့နိုင်ငံဝန်တန်းတွေကျောင်းမဲမျိုးကိုပြန်လဲခြေချနေထိုင်ပြီဖြစ်တယ်။ဒါကြောင့်မလို့မကြခင်မှာကျောင်းမဲမှာရှိရဲ့စာသင်ကျောင်းတွေပြန်ဖွင့်တော့မယ်။ကလေးတငယ်တွေပညာသင်ကျောင်းဖွင့်ရတော့မယ်။စီယုံစီရဲနေပြန်ပြီးဖွင့်တော့မယ်။ ပြည်သူတွေကိုချက်မှရေးဆောင်ရှောက်မှုပေးနိုင်တော့မယ်။အခုလိုမျိုးလာမင်းအလင်းရောင်လိုထွန်းနေတဲ့သတင်းတွေကိုနေပြီးတော့ဗလီဆိုတဲ့တိမ်မဲကဖုံးသွားတယ်။ဆိုတော့လက်ရှိမှာဒီဗလီကိစ္စနဲ့ပတ်သက်လို့ပြည်သူတွေရဲ့အများဆုံးသော တုံ့ပြန်ချက်ပြည်သူတွေကပြည်သူအသံနှစ်ခုရှိပါတယ်။ပထမတစ်ချက်ကတော့လက်ရှိချိန်မှာအုပ်စုများစုကွဲသွားတယ်။တအုပ်စုကတိုင်းပြည်ကိုတကယ်ချစ်တဲ့အုပ်စုနဲ့ကိုကိုကျိုးစည်းပွားအတွက်တိုင်းပြည်ကိုချစ်တယ်လို့ဟန်ဆောင်နေကြတဲ့အုပ်စု နှစ်ဆုကွဲသွားတယ်ဆိုရင်လူတူးရဲ့တုံ့ပြန်တဲ့ကိုထားရပါတယ်။နောက်ထပ်တုံ့ပြန်မှု feedback ကအခုလက်ရှိမှာဟာဒီဇယ်ဥပဒေရအာဖွဲ့စည်းပုံရအခြေခံဥပဒေရအခုလိုမျိုးအစ္စလမ်တွေကိုပေးပါတယ်ဆိုပြီးပြောနေတဲ့လူတွေဟာတော်စုဆိုရလက်ထက်ဆိုရင်ရောသူတို့အမေစုအစိုးရလက်ထက်ကြရင်ရောဒီလိုမျိုးပြောပါမလားဆိုတဲ့တုံ့ပြန်တဲ့ကြားရတယ်။တော်စုအစိုးရလက်ထက်ဆိုရင်လည်းသူတို့အဲ့လိုပြောပါလိမ့်မယ်။ တီးသေးအာနာပါအစိုးရကိုသူတို့ပုံကန်ရင်ဆန့်ကျင်ရင်ဝေဖန်ရင်သူတို့ကိုကျိုးစည်းပွားကိုထိခိုက်မှာစိုးတဲ့အတွက်တော်စုအစိုးရအာဏာပိုင်ရှိခဲ့တဲ့ကာလတုန်းကနှုတ်ပိတ်ရင်ငုံနှုတ်ပိတ်ပြီးနေခဲ့ကြတာပါ။လက်ရှိချိန်မှာတော်စုကိုဝေဖန်နေရဆိုတာတော်စုမှာအာဏာမရှိတော့လို့ဝေဖန်နေကြတာဖြစ်တယ်။နော်။ဆိုတော့အဲ့ဒီလိုမျိုးအာအမခင်မှာထမိန်ချုံပြီးအဘခင်မှာဘောမာတဲ့လူနဲ့ချမ်းသာရင်များတဲ့အတိုင်းပြီပါ။ ဆိုတော့ကျမကပြောစရာရှိရင်တိုင်းပြည်မျက်နှာကိုပဲထောက်တယ်လူထုမျက်နှာကိုပဲထောက်တယ်အကျွန်မဒီဘဒူးနဲ့မှအာစီပွားရေးရှုပ်ရှင်ငွေကြေးရှုပ်ရှင်လူမှုရေးအရှုပ်ရှင်ငွေပေးငွေယူလက်ပေးလက်ယူမြေသူတိုးတောက်စီကမှဘသူအရေးကမှဘသူအရေးကိုမှမခိုခဲ့တဲ့အတွက်ဘယ်သူနဲ့မှကျေးဇူးစားကျေးဇူးခံမရှိတဲ့အတွက်ကျမဒီပြောပြရရှင်ပြည်သူမျက်နှာကိုပဲထောက်ပါတယ်ဘသူမျက်နှာကိုမှမထောက်ဘူးကျမပြောပြရရှင်တိုင်းပြည်မျက်နှာကိုပဲထောက်တယ်ဘသူနဲ့မှကျေးဇူးစားကျေးဇူးခံမရှိလို့ဘသူမျက်နှာမှမထောက်ပါဘူး ဆိုတော့လက်ရှိမှာအာဒီဘလီကိစ္စနဲ့ပတ်သက်ပြီးတော့အာဒီဆဲဥပဒေရရပိုင်ခွင့်ရ2000ချေဦးရပေးပါတယ်ဆိုရဲတုံ့ပြန်မှုတွေပေါ့ဆိုရင်ဒီလက်ရှိဘောကဝရီရက်ကွက်မှာဥတည်နိုင်အမည်နဲ့ဥပန်းထုတ်အမည်နဲ့ရှောက်ထားတဲ့မြေနေရာနှစ်ခုကနိုင်ငံတော်ဝန်ကြီးချုပ်ကနိုင်ငံတော်အကြီးအကဲကချပေးတဲ့မြေနေရာပါလို့ခင်ဗျားတို့အားမခံနိုင်လားတပ်ပြီးမိမယ်နော် လက်ရှိဘောကဝရီရက်ွက်ပြင်မလာမျိုးမှာစွန်နီနဲ့ရှီယာအတွင်းမြေနေရနှစ်နေရဥတင်လာအမီနဲ့ဥတန်းထွန်အမီနဲ့ရှောက်ထားတဲ့မြေွက်တွေကစီပင်ကခွင်းပြုထားတဲ့နေပြည်တော်စီပင်သားရဲ့ကုမ္ပဏီကခွင်းပြုလို့ဆောက်လုပ်ပါတယ်ဆိုတဲ့နေရာဟာဘာသာပေါင်းကိုအချစ်ချင်းညွညွရေးအဖွဲ့ကိုနိုင်ငံတော်အကြီးအကဲကပေးလိုက်တဲ့မြေနေရပါလို့ခင်ဗျားတို့အာမခံနိုင်လားဘာသာပေါင်းကိုအချစ်ချင်းညွညွရေးကအခုဘာသာပေါင်းကိုပြိပက္ခအဖြစ်ရေးကိုဥတည်နေပြီဆိုတာခင်ဗျားတို့သတိထားမိသလား ဒီပလီကိစ္စကိုပထမဆုံးစလို့ရေးစပြီးပြောတဲ့ကကျွန်မပြောခဲ့တယ်။နောက်နေပြီးတော့ပလီလို့ကြားလိုက်တာနဲ့မျက်လုံးထဲမှာပထမဆုံးတမ်းမြင်တာကရန်လုံရန်ကုန်မြို့လက်ကောင်မှာရှိခဲ့ဆူလီဗီးယားရဲ့အစ္စလန်ဒီရဲ့ပလီရဲ့ခရီးယန်ဒီရဲ့ချက်ချောင်းရဲ့ကိုအရင်ဆုံးပြင်မြင်မိရဲ့လို့ကျွန်မပြောခဲ့တယ်။ဒါကဘာလဲဆိုလို့ရှိရင်နိုင်ငံသားလူနေရင်နိုင်ငံသားခွင့်ပေးမယ်အားလုံးကငင်းငင်းချက်ချက်အထူးရှင်တွဲနေထိုင်လို့ရတယ်ဆိုတဲ့သဘော။ ဒါကြောင့်မလို့တကယ်လို့နေပြီးတော့မှနိုင်ငံအခြေခဲ့ကဖွဲ့စည်းပုံရအခြေခံဥပဒေရရပိုင်ခွင့်ရပေးရဆိုရင်တော့မှပဲတနည်းအားဖြင့်တခွဲတပြားစီပေးလို့မသင့်တော့ဘူးပေးလို့လည်းမရဘူးပေးမယ်ဆိုရင်တော့စုလေ ဖျားနဲ့ဒီခရီးယန်တွေချက်ချောင်းတွေအစ္စလမ်တွေဖလီလို့တနေရာထဲမှာတစုတဝေးတည်းပေးဖို့လိုအပ်တယ်အဲ့လိုပေးလိမ့်မယ်လို့ထင်တယ်တကယ်လို့မပေးဘူးဆိုရင်လည်းဒီလိုတနေရာထဲမှာတစုတစီတည်းနဲ့ချပေးပါပြီးရင်အဆောက်အုံဆိုလို့ရှိရင်လည်းခရီးယန်တွေကလည်းသူတို့ဘတ်ဂျက်နဲ့သူဟာနဲ့သူတို့စောက်မယ်အစ္စလမ်တွေကလည်းသူတို့ဘတ်ဂျက်နဲ့သူဟာနဲ့သူတို့စောက်မယ်ဆိုရင်ရှင်တို့တွေသေးပြီးသွားတယ်နောက်10နဲ့15နဲ့20ကျမတို့သေးပြီးသွားတယ်နောက်10နဲ့15နဲ့20မှာ ဒီအစ္စလမ်နေသူတို့ရဲ့ဗလီကိုတိုးချဲ့ပြီးတော့မပြုတ်ပြန်ပါဘူးဗလီကိုထတ်တိုးပြီးမဆောက်ပါဘူးလို့ခင်ဗျားတို့အာမခံချက်မပေးနိုင်ဘူးဘယ်သူကအဲ့ဒီနိုင်ငံကြီးအာမခံချက်ပေးနိုင်လဲဘယ်သူတာဝန်ယူနိုင်လဲဘယ်သူမှနိုင်ငံကြီးအာမခံချက်မပေးနိုင်ဘူးဘယ်သူမှတာဝန်မယူနိုင်ဘူးဒါကြောင့်မလို့နိုင်ငံတော်အကြီးအကဲကနိုင်ငံတော်အစိုးရက ရပိုင်ခွင့်ရပေးတယ်ဆိုရင်တော့အဲ့ဒီအဆောက်အုံတွေကိုကိုယ်တဘောကိုယ်ဆန္ဒနဲ့စောက်ခွင့်မဟုတ်ပဲနဲ့အဆောက်အုံပုံစံအရွယ်စားမြေအေကတော့တက်ထက်လာနှစ်ထက်လာစသည်ဖြင့်အကုန်လုံးကိုအချိုးစားသတ်မှတ်ပေးဖို့လိုတယ်။တချို့အရာတွေကဥပဒေအရပေးရတယ်ဥပဒေအရကာကွယ်ရမယ်ဆိုရင်တော့ကျမတို့ကဥပဒေမဟုတ်တဲ့နှလုံးသားနဲ့ကာကွယ်ရတာလည်းရှိတယ်။နောက်ဆိုတော့အာနိုင်ငံအကြီးအကဲပြီးတဲ့မြေနေရာဟာတက်တက်ရှိနေတယ်ဆိုရင်အခုမြေနေရာကဥပဒေဥပဒေကိုလက်တလုံးချလုံနေပြီးတော့ ကျမတို့အချင်းချင်းကိုတက်ရှူသွေးခွဲရတိုက်နေပြီးတော့စီပင်ထဲမှာဖယဲသီးရရှိနေဘူးလားဆိုတဲ့မေးခွန်းကိုပေါ်ပါတယ်။နော်။ဘာလို့လဲဆိုတော့အာဒီပြည်ခမျိုးပါတီရဲ့အကြီးအကဲနေပြီးတော့စီပင် sorry အာနေပြီးတော့ကောင်စီဥက္ကဋ္ဌဖြစ်တဲ့ပြည်ခမျိုးအကြီးအကဲဘူလတ်ဦးလာဆိုကိုယ်တိုင်ကစီပင်ကတောင်းရှိရသူလူကြီးတွေကိုမေးထားတာစီပင်ကခွင့်ပြုထားတာမရှိဘူးရှောက်ထားတာလည်းမရှိဘူးလို့ပြောတယ်။လက်ရှိမှာဥတင်နိုင်တဲ့ဥတန်းထွန်းတို့ကနေပြီးတော့စီပင်ရဲ့ခွင့်ပြုချက်နဲ့စောင့်လုပ်နေတယ်ဆိုရင်ဒီနောက်မှာ နိုင်ငံကြီးကပေးတဲ့မြေနေရာတက်တဲ့လက်ရှိမှာဒီဥပဒေကိုလက်တချုံလက်တလုံးချလုပ်ပြီးမြေကွက်နေရာရှားယူနေတာတက်တက်ဆိုတဲ့အခြေအနေကိုပေါ်လွင်နေ။ဆိုတော့ဒီဈေးဥပဒေကပေးရပါရဲ့ဆိုတဲ့လူတွေအနေနဲ့ကခင်ဗျားတို့ဒီမြေနေရာဟာနိုင်ငံကြီးကတရားဝင်ချပေးတဲ့မြေနေရာဖြစ်ကြောင်းခင်ဗျားတို့တက်တူပြဖို့တော့လိုပါလိမ့်မယ်။ဆိုတော့ဒီကမ္ဘာလုံးမှာကအစ္စလာမ်ကိုအကုန်လုံးကဥပဒေရောနှလုံးသားနဲ့ပေါ်ကာကွယ်နေကြတယ်။ဥပမာ UK မှာဆိုလို့ရှိရင်လည်းဆန္ဒပြမှုတွေဖြစ်နေတယ်เนาะ UK မှာဆိုလို့ရှိရင် Manchester မြို့မှာရှိတဲ့ ဂျူးတွေရဲ့ဖခင်ကြောင့်ဘုံခွဲတိုက်ခိုက်ခံရတယ်။ဂျူးတွေရဲ့ဖခင်ကြောင့်ဂျူးတွေဘာသာရေးပွဲတော်ကျင်းပနေတဲ့အချိန်မှာကားနဲ့ဝင်တိုက်နော်ကားနဲ့ဝင်တိုက်ဓာတ်နဲ့ဝင်ထိုးတဲ့အကြမ်းဖက်မှုတွေခံနေရတယ်။နော်အဲ့ဒီလိုပဲတစ်ဆက်တည်းမှာပဲဟိုဂျာမနီမှာလေစိတ်တွေပိတ်လိုက်ရတာမျိုးဟောစပိန်မှာဆိုလို့ရှိရင်လည်းပဲအစ္စလန်ရဲ့အင်းတွေကိုလုံးဝပိတ်ပင်တားမြစ်လိုက်တယ်ဆိုတာမျိုးတည်ယဝင်ကျင်းညာနေပြီ။ เนาะဒါအပြင်ဥရောပတမကအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ကဥရောပတမက EU ထဲမှာရှိနေတဲ့တရားမဝင်ဗလီတွေအကုန်လုံးကိုပိတ်ပင်ပြီးတော့ရှရီယာဥပဒေကိုထောက်ခံတဲ့အစ္စလာမစ်တွေအကုန်လုံးကိုပြည်နယ်တန်ပေးတင်ပါတယ်လို့ဂရိဝင်ကြီးချုပ်ကိုယ်တိုင်ကထုတ်ပေါ်ပြောနေပြီဒါကမှလုံးဟာသူတို့ရဲ့အမျိုးသားလုံခြုံရေးနဲ့အမျိုးသားရေးကွက်မျိုးသားလုံခြုံရေးကိုဥထိတ်တာပြီးဆောင်ရွက်နေတဲ့အချိန်မှာရှင်တို့တွေကျမတို့ကအဘလုံခြုံရေးအဘကြီးပွားချမ်းသာရေးကြည့်နေလို့မရဘူးကျမတို့တွေလည်းပဲတိုင်းပြည်လုံခြုံရေးအမျိုးသားလုံခြုံရေးကိုကြည့်ဖို့လိုအပ်တယ် အဘောက်ကိုလည်းချစ်ပါသို့တော်တိုင်းမြေကိုလည်းမပစ်ပါနဲ့အဘောက်ကိုလည်းချစ်ပါသို့တော်တိုင်းမြေကိုလည်းမပစ်ပါနဲ့ကျမတို့ကတိုင်းမြေနဲ့အဘတိုင်းပြည်နဲ့အမရွေးရမယ်ဆိုရင်ကျမတို့ကအမြဲတမ်းတိုင်းပြည်ပြည်သူလူထုရဲ့မျက်နှာကိုပဲကြည့်ရမယ်။ဒါကြောင့်တချို့အရာတွေကဥပဒေရပေးရတယ်ဆိုရင်တော့တချို့အရာတွေမှာကျမတို့နှလုံးသားနဲ့ပေးလို့မရတဲ့အတွက်ဥပဒေနှလုံးသားနှစ်ခုလုံးနဲ့ကာကွယ်ဖို့လိုအပ်ပါတယ်။